Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Manchester United နဲ့နီးပြားဖြစ်တဲ့ Ruben Amorim အတွက်တော့တည်င်းကောင်းလို့ကျွန်တော်ပြောရမှာပေါ့လေဒါကတော့နောက်ခံကစားသမားဖြစ်တဲ့ Mazdawi ကကျွန်တော်လာမယ့် Liverpool တင်းနဲ့ပွဲစဉ်မှာရှင်ပြိုင်ကစားဖို့အတွက်ပေါ့နော်ပြန်ပြီးတော့ပါဝင်လာနိုင်ဖို့ရှိနေတယ်ပေါ့ Mazdawi ကအသင်းလိုက် လေ့ကျင့်ခန်းတွေမစတင်ခင်မှာစစ်စစ်မှုတွေပြုလုပ်ဖို့အတွက် Carrington လေ့ကျင့်ခန်းကိုလက်ရှိမှာပြန်လည်ရောက်ရှိနေပြီဖြစ်တယ် ဆိုတော့ကာရီနယ်မှာစစ်စည်းစရာရှိတာတွေစစ်စည်းမယ်ပြီးတာနဲ့ကျွန်တော်ဗောနော်ကစားမပြစ်သူကအသင်းနဲ့လေ့ကျင့်ငန်းဆင်ဖို့အတွက်ကျွန်တော်ကြိုးပမ်းတော့မယ်ဗောဗျာဆိုတော့ United အနေနဲ့ Mazdawi ကိုအမှန်ကန်ပြန်ပြီးတော့ Liverpool အသင်းရဲ့ပွဲစဉ်မှာ၃လနိုင်ဖို့အခွင့်အရေးရှိနေတယ်ဗောဆိုတော့ဒီနေရာမှာ Amorin ၃လနိုင်ပါမလားဆိုတော့နံပါတ်1ကျွန်တော်အဲ့ဒီအကြောင်းကျွန်တော်မပြောခင် Mazdawi ဒါ injury ပြဿနာကင်းနေဆိုရင်ဗောနော်ကျွန်တော်ပုံမှန်ပွဲထွက်ခွင့်လက်ရှိအသင်းရဲ့လူစင်းတွေမှာရမယ်လို့ညီကတို့ထင်ကြလား ဆိုတော့အခုလက်ရှိမာဇဒါဝီကစားလို့ရတဲ့နေရာနှစ်နေရာကျွန်တော်ရှိတယ်။နံပါတ်1က right center back နဲ့နံပါတ်2က right wing backs ပါ။ဆိုတော့မာဇဒါဝီကအဲ့ဒီနှစ်နေရာမှာအမူရင်းကသုံးတယ်ဆိုတော့ left center back ဒီပါဒီမှာလည်းသူသုံးဘူးတယ်ပေါ့လေတိုးတော်လည်းပဲလက်ရှိမှာဆိုလို့ရှိရင် left center back မှာ Luke Shaw ကစားနေတာ center back မှာဆိုလို့ရှိရင် central center back မှာကျွန်တော် Delic ကစားနေတာ right center back မှာဆိုလို့ရှိရင် Lenny Yuru ကစားနေတာ right wing back မှာဆိုလို့ရှိရင်ကျွန်တော်ဒါ အာမတ်ဒီယာလိုဟိုဘက်ကပက်ထရစ်ဒူဂူဒါပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ကစားမတွေဖြစ်နေတော့ဒီကစားမပြည်သူ injury ပြဿနာကနေပြန်ကောင်းလာတာတရင်ကောင်းဖြစ်ပြီမဲ့လေလို့ဘယ်တော့သူပွဲထွက်ခွင့်ကျွန်တော်ရပါမလားမာဇရာဝီတာတကယ်ကောင်းနေဆိုလို့ရှိရင်ပါနေနေဆိုလို့ရှိရင်ပုံမှန်ပွဲထွက်လူစင်းမှာနေရာပေးတင်တယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါဦးကျွန်တော်ကတော့အမှန်တမ်းပြောရင်မာဇရာဝီဟာဘယ်လိုအသင်းရဲ့ပေါ့နော်ကျွန်တော်တို့ဒါနေရာတနေရာကိုရားတင်တဲ့ကစားမတစ်ယောက်လို့ကျွန်တော်ထင်တယ်သူသဖြင့်ကျွန်တော်တို့ရဲ့ဒူကူရန်ကိုက ဒါလောက်လို့နဲ့စားလို့ရှင်ပို့ပြီးတော့ consistent ဖြစ်တဲ့ performance ကိုသူပြနိုင်တယ်ဗောနော်အမှား imminent နေတဲ့တယ်မှာကျွန်တော်ပါတယ်အဲဒါအပြင်သူတပြင်းဒါလောက်လို့လူမျိုးသာမန်ပြာဒီကစားမားက right back ချင်းတူတယ်ဆိုရင်တော့မှဗောနော်ဒီကိုဒါလောက်လို့ဆိုလို့ရှင်ကျွန်တော်ဒါဒီကစားမားတွေကပြေးမယ်လွှားမယ်ဆိုတဲ့ကစားမားတွေနောက်ပြီးလို့ရှင်ကျွန်တော်ဖြစ်နေဘောတွေကမတိကြတာနဲ့ဖာနဲ့မာဇလာဝီကျတော့အရင်ကြီးပြေးနိုင်လွှားနိုင်တဲ့ player မျိုးကျွန်တော်မဟုတ်ဘူးဒါကစားမားတယောက်နဲ့တယောက်ရဲ့ဂျားထဲမှာ connect လုပ်နိုင်စွမ်းရှိတဲ့ player မျိုး possibility ကျွန်တော်တို့တော်တော်လေးအဆင်ပြေတယ် ဟိုဘယ်လိုပြောမလဲ safe pass တွေသူကောင်းကောင်းလုပ်နိုင်စွမ်းရှိတယ်ဆုံးဖြတ်ချက်တွေသူတော်တော်လေးကိုမှန်တာတွေကျွန်တော်တွေ့ရတယ်ဗောနော် cancel ပိုင်းမှာလည်း download လုပ်ရဲစာလို့ရှင်ပို့ပြီးတော့စိတ်ချရတဲ့တဲမှာကျွန်တော်ပါတယ်ဆိုတော့ master vd အသင်းရဲ့ပွဲထွက်လူစင်းမှာပုံမှန်နေရာတနေရာရသင့်တဲ့ကစားမမျိုးကျွန်တော်ကတော့အကယ်လို့ဗောနော် ready ဖြစ်တယ်တုံးလို့ရမယ်ဆိုရင်ကျွန်တော်တို့လန်နီယူရိုကိုခြံခဲ့ပြီးတော့မာစတာဗီကိုတုံးလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အမိုရီနာโอเคမာစတာဗီကတော့အဆင်သင့်ပဲဒီပွဲမှာ။ငါတို့ဒီကစားမဖြစ်သူကိုတုံးတုံးမယ်ဟေ့ဆိုပြီးတော့သူကြီးပဲတယ်ဆိုရင် ေဂျာတလောက်ကတော့သူ right center back ကလနီယူရိုနီယာကိုတုံးလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့လေပါဦးနဲ့ပွဲဆိုတော့လေခန်စစ်ကစကားပြောတယ်ကျွန်ခန်စစ်မှာကျွန်တော်ကပူပြီးတော့ဗောနော်အားဆိုင်ဖို့လူလာပြီဆိုရင်တေးကြတဲ့ဒါဒီအာမက်ဒီယာလိုလိုလိုဇာမမျိုးတွေကိုကျွန်တော်သာခြံခဲ့ပြီးတော့မာစတာဗီတို့ပါတော့ right back right wing back တွေမှာထားတာမျိုးလည်းမြင်ရနိုင်တယ်ပါလို့လေဆိုတော့လက်ရှိအာမက်တိုစီကကျွန်တော်တိုက်စစ်သွားမယ်လာမယ်နော်တိုက်စစ်ဆင်မယ်တိုက်စစ်ကစားမယ်ရတာနဲ့ဘောလုံးကိုရှေ့သွားမယ်ဆိုတဲ့ဇာမမျိုးတွေဗျာဒါအပြင် wing back တွေမှာသူက ဘယ်လိုပြောမလဲအာမတ်တူရဲ့သူ့ရဲ့ natural instinct ကိုကတူရန်ကတိုက်စစ်ကစားမတယောက်ဖြစ်တယ်တိုက်စစ်ဆင်ဖို့ပဲသူသွားတာအဲ့ဒီတော့ဆန်ဒလန်ရဲ့ဘက်မှာလှုပ်ဖြစ်ခဲ့တယ်ဆိုတာမှန်တယ်ဒါပေမဲ့လေဘာဦးတီဆန်ဒလန်ထက်အများကြီးအန်ဒီရဲ့များတဲ့အတင်ခန်စစ်ကိုလည်းကိုရီကအမှန်ကန်သတိထားမဲ့အတင်မျိုးပါအဲ့ဒီတော့ United အနေနဲ့ဟိုဝင်းဘက်တီမှာဆိုလို့ရှိရင်ခန်စစ်အာတန်ကစားမတွေကိုထည့်ကောင်းလဲထည့်နိုင်တယ်အဲ့လိုမဟုတ်ဖဲနဲ့ပေါ့နော် Okay Patrick Dugu ကိုကျွန်တော်တို့ပေါ့နော်ဒါခန်းစစ်မှာကျွန်တော်အနေနဲ့အများကြီးအာယုံဆိုင်ဖို့ရတယ်ဆိုလို့ရှိရင်ဆန်တဲ့ဘက်၃ယောက်ရဲ့ defensive midfielder တယောက်ရယ်ကျွန်တော်တော့ဒူဂူရယ်ရှိမယ်ဆိုရင် right wing back မှာကတိုက်စစ်အာဒန်ကစားမတယောက်ကိုကျွန်တော်ထည့်လို့ရတယ်အထူးသဖြင့် Mohamed Salah ရှိတဲ့ဘက်ချမ်းကခန်စီအာဒန်ကစားမဝင်းဘက်တယောက်ကိုကျွန်တော်ထည့်မှာအဲလိုမျိုးဆိုလို့ရှိရင်တော့ဗောနော်အာမတ်ကပွဲထွက်လာပြီးတော့မာဇရာဝီကကြံခဲ့မှာပဲဒါပေမဲ့လို့မာဇရာဝီက right center back Lenny Yuru ရဲ့နေရာမှာပွဲထွက်လို့ရတယ်ဗျာဒီကစားမကအဲ့ဒီနေရာမှာလဲတော်တော်လေးအဆင်ပြေတဲ့နေရာမှာပါတယ်ကစားတာမျိုးကဒါကြောင့်ကျွန်တော်ကတော့ဗောနော်ယူရိုရဲ့နေရာကိုပါလာနိုင်စွမ်းကျွန်တော်မျှော်လင့်လို့ရတယ်တိုးတော်လေးပဲ ကျွန်တော်အနေနဲ့တော့ထဲလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအဲ MOD ရဲ့အနေထားအရကျွန်တော်ကြည့်ဒါကလည်း MOD ကိုတော့နည်းနည်းတွေးတွေးပြီးလို့ရတယ်ဘာကြောင့်လဲဆိုတော့နီးပြဖြစ်တဲ့ရူပင် MOD ကကစားမတွေ injury ပြဿနာပါညာပြန်ကောင်းကန်စားဆိုတဲ့ခါကျတော့အသင်းနဲ့ပြန်ပြီးတော့ဗောနော rhythm ပြန်ပြီးအောင်သူလေ့ကျင့်ငယ်မဆင်းရသေးဘူးဆိုလို့ရင်သူဟာ allergy 3လေးရှားပါတယ် ရောက်လာကစားဘင်ဂျမင်ရှက်ကူကိုပဲကျွန်တော်ကြည့်ကြည့် injury ပြဿနာပြန်ကောင်းလာကစားအာမတ်တို့တခြားကတော့ကစားမားတွေဘသူပဲကျွန်တော်ကြည့်ကြည့်ပေါ့နော်ချက်ချင်းလက်ငင်းပြန်သုံးနေဆိုတာမျိုးကရှားတယ်အခုလက်ရှိကျွန်တော်ဒါမာစတာဝီရဲ့နေထားကအသင်းနဲ့ပေါ့နော်ဒီကာဒီနယ်လေးကျင်းကွင်းမှာဒီနေ့မှအသင်းလိုက် training နေစင်းဖို့အတွက်ပြန်စစ်ဆေးဦးမှာမျိုးပေါ့နော်စစ်ဆေးဦးပြုတ်လုပ်ဦးမှာဆိုတဲ့အခါကျတော့ဒီကနေ့ပြောရရင်သူဟာ train training လုပ်နေပြီလို့ပြောလို့မရဘူး ဖယ်နေလို့မနေသေးဘူးဆိုရင်တော့လေပေါင်းနဲ့ပွဲစဉ်မှာပါနိုင်ဖို့ကျွန်တော်မြင်ချင်ဒီနေ့ပဲပေါ်တော့ဦးကျွန်တော်ဖြစ်နေပြီဘောနော်ကြာသာပြီးတောက်ကြစနေတနင်္ဂနွေဆိုတာနဲ့ကျွန်တော်ကင်တော့မှာအဲ့တော့လေပေါင်းနဲ့ပွဲစဉ်မှာအလုံးဆုံးပါလဲပဲ7မိနစ်15မိနစ်မိနစ်20တက်ပူလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးအကယ်လို့ပေါ့နော်အဲ training တွေပါလေအုပ်စုလိုက်ပြန်ဆင်းနေပြီဆိုရင်တော့မှအဲ့ဒီထက်ပူပြီးတော့မျောလင်းလို့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးနော်မဟုတ်ဘူး round လုံးဝ ready ဖြစ်နေပြီဆိုလို့ရှိရင်တော့ပါကောင်းပါမဖို့လေကျွန်တော်တော့မထင်ပါဘူးမထင်ပါဘူးဆိုတော့အဲနောက်ပွဲမှပဲ အပွဲချိန်ပြေးပေါ့နော်ဒါပွဲထွက်လာတာမျိုးတွေပါတယ်မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့တေချာတဲ့တကူကတော့ Master VD လက်ရှိအသင်းရဲ့ခံစစ်မှာဆိုလို့ချင်းစိတ်ချရတဲ့ player တွေထဲမှာကျွန်တော်တို့ပါတယ်။ဆိုတော့ညီကလေးရောဘလူးမင်းညားတယ်။ဆိုတော့မနေ့ပြန်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်။မနေ့ပြန်မှာဆိုလို့ရှိရင်ကျွန်တော်ဒီဗာလဲပွဲကြိုတုံးတဲ့ချက်ကျွန်တော်လုပ်မယ်ပေါ့လပောင်းနဲ့ပွဲเนาะမနေ့ပြန်ဆိုကြာတာပလေးဖြစ်နေပြီဆိုတော့လေမနေ့ပြန်မနေ့မှာကျွန်တော်တို့ဒါပြန်ပြီးတော့တွေ့ကြပါမယ်။ဆိုတော့ချစ်ချူပါပြီတဲ့ညီကလေးများလုံးကိုချစ်တီများဒီမှာတယ်ဆိုတော့အားလုံးကိုချစ်စုပါ